ဝင်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Chamelin တစ်စက်ရာဂိုင်းနှုန်းထိုးဆေးပါဝင်ပစ္စည်းများ1မီလီလီတာတွင် ပါဝင်မှု Chamelin base 100 gram ဖြစ်စွက်ပစ္စည်းများ1မီလီလီတာဆေးအကြောင်းအသုံးဝင်ပုံ Chamelin သည်သဘာဝအလျောက်တွေးရှိရသော Dieter Pen Brizzy was a pleuromutalin ma kwe jen se pya yu lo ta do se demu pip bi gram positive bacteria mia ubama staphylococci, streptococci, arcanobacterium pugins, mycoplasma cp sparachits, brachyspora hadis enteria b, pilosicale nit pastorella sp, bacteroids actinobacillus, haemophilus, sp fusobacterium necrophorum, Klebsiella of pneumonia နဲ့ Lawsonia intracellularis အပါဝင် gram negative bacteria အချို့ကိုဟန်တားနိုင်သော အာနိသင်ရှိသည့် TMLN သည်ဥမာကြီးနှင့်အဆုတ်များအပါဝင်ခန္ဓာကိုယ်အနှံ့ရှိတရှုများတဲ့သို့ကျယ်ပြန့်စွာ ပြန့်နှံ့သွားပြီး50 astrobosomal subunit နှင့် ပေါင်းဆက်ခြင်းဖြင့် bacteria များ၏ protein ဓာတ်ထုတ်လုပ်မှုကို တားဆီးပေးပါသည့်သုံးဆွဲရည်ညွှန်းချက်များ ထျံမလင်အားခန္ဓာရရှိသောပိုးမွှားများကြောင့်ဖြစ်ပွားသည့်အစာအိမ်နှင့်ဦးလန်းချောင်းဆိုင်ရာယောဂများနှင့်အသက်ရှူလန်းချောင်းဆိုင်ရာယောဂပိုးဝင်ခြင်းများအတွက်အသုံးပြုနိုင်သည့်ဈေးတွင် Brachygyrus အကြောင်းဖြစ်သောဝတ်တန်ကာရီယာယောဂဝတ်ဥရောင်ငန်းဖျားနှင့် Physobacterium နှင့် Bacteroids တို့ကြောင့်ရှုပ်ထွေးလာခြင်းဝတ်များတွင်ဒေတာရင်အဆုတ်ရောင်ယောဂါစုနှင့်ဝတ်များတွင်ဖြစ်တတ်သော Mycoplasma ပိုးကြောင့်အစ်အမြင့်ရောင်ယောဂါတို့ကိုကုသနိုင်သည် စန့်ကျင်ဘက်ဖြစ်မှုများ Thiamulin သို့မဟုတ်အခြား Chloromudulin ဆေးများနှင့်ဓာတ်မတည်းမှုရှိသောတရိတ်ဆန်များတွင်မသုံးဆွဲရ Thiamulin ဆေးကိုဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးဆွဲသင့်သည်မိထွက်ဆိုးကျိုးများ Thiamulin ကိုကြက်သားအတွင်းထိုးသွင်းပါကဝက်များတွင်အရေပြားနေရခြင်းသို့မဟုတ်အနှဲငယ်ရောင်ရမ်းခြင်းဖြစ်ပေါ်နိုင်သည့် Thiamulin ဖြင့်ကုသမှုခံယူနေစဉ်သို့မဟုတ် ကုသမှုမခံယူမီအနည်းဆုံး9ရက်အတွင်း Managing နရစင်နှင့်ဆောင်းလုံမင်းစင်ကဲ့သို့သောပိုလီယဒရနာပိုရများကိုကျွေးမွေးပါက ပြင်းထန်သော ကြီးထွားမှုနှေးကွေးခြင်းသို့မဟုတ်တေဆုံးသည့်အထိဖြစ်ပေါ်နိုင်သည်ဆေးပမာဏကျွတ်သားအတွင်းထိုးသွင်းရန် ထိုးသွင်းသည့်နေရာတစ်ခုလျင်ဆေးသုံးတသမ5မီလီလီတာထက်ပို၍မထိုးရဝက်များအတွက်တကောင်လျင် ကို၄ချိန်5ကီလိုဂရမ်မှ10ကီလိုဂရမ်အထိဆေး1မီလီလီတာနှုန်းဖြင့်၃ရက်ကြာထိုးသွင်းရန်ဆေးရနာရက် အသားစားရန်အတွက်ဆယ်လေးရဲ့ကြိုတင်ရပါတိန်းစင်းနေ၆တွေ့အေးမြသောနေရာတွင်ထားပါအခန်းပူချိန်30စင်တီဂရိတ်တွင်တိန်းစီပါမွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက Like follow subscribe လေးလောက်သွားပေးပါအောင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။